နိုဝင်ဘာလ18နဲ့19ရက်နေ့တွေမှာယူကရိန်းရဲ့မကြုံစဘူးပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒေသခံပြည်သူ65ရာခိုင်နှုန်းကျော်လျှက်စစ်တအားပြတ်တောက်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ရုရှားတို့သိမ်းပိုက်ထားတဲ့ဒိုနတ်ဒေသရဲ့အုပ်ချုပ်ရေးမှူးဒန်နစ်ဘူရှလင်က သူ့ရဲ့လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။ဒေသတွင်းလျှက်စစ်တအားအခြေခံအဆောက်အအုံတစ်ခုနဲ့အပူတအားပေးစက်ရုံတစ်ခုစလုံး ယူကရိန်း drone တွေထိမှန်လို့အပူပေးဆက်တွေအလုံးမလုံးတော့တလို့ရေတပ်စင်ဆက်ယုံတွေလည်းပိတ်ထားရတယ်လို့ဒန်နစ်ပူရှလင်ကဆိုပါတယ်။ရုရှားရဲ့အရေးပေါ်ချိန်ကြီးနိုင်ဖက်ဒရယ်ဝန်ကြီးဌာနဒုတိယအကြီးအကဲအလက်စီကိုစထရူဘီစကီဦးဆောင်တဲ့အစိုးရအဖွဲ့ဝင်တွေသက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့နိုဝင်ဘာလ18ရက်ကအရေးပေါ်ဆွေးနွေးပွဲကျင်းပခဲ့ပြီးကလျှက်စစ်တပ်အပုံမှန်ပြန်ပေးနိုင်အောင်စူးစမ်းနေကြောင်းကို ရုရှားတို့သိမ်းပိုက်ထားတဲ့ဒိုနက်ပြည်နယ်အုပ်ချုပ်ရေးမှူးဒန်နစ်ဘူရှလင်ကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်